င်္ဂလာပါခုသင်ခန်းစာကတော့ InDesign software ကိုစတင်အသုံးပြုမှာဖြစ်ပါတယ်အဲ့တော့ InDesign software ကိုစတင်အသုံးပြုဖို့အတွက်ကျွန်တော်ဒီ software ပေါ့နော် software ကို double click နဲ့ပြီးတော့ဖွင့်လိုက်ပါမယ် Okay ဖွင့်လိုက်ပြီဆိုရင်ကျွန်တော်ဒီတိုင်းကျလာပြီအဲ့တော့ကျွန်တော်ဒီမှာ create ရယ် open ရယ်ရှိတယ်ဒီနှစ်ခုကဘာကွာတာလဲဆိုတော့ create ဆိုတာကကျွန်တော်ခုမှစာရွက်အသစ်ပြီးတော့ design ဆွဲတာပေါ့နော် open ကျတော့ကျွန်တော်အရင် server design ပေါ့နော် save ထားတဲ့ file ပေါ့ဗျာအဲဆွဲထားနေတဲ့ကျွန်တော်တို့ ရေးဆွဲနေတယ်ဗောနော်ဒီဇိုင်းတွေရေးဆွဲနေစားတွေရေးဆွဲနေတယ်ဗောကျွန်တော် save လိုက်တယ်အဲ save ပြီးတော့ file ကိုကျွန်တော်ဒီ open တယ်ဗောနော် open နဲ့ပြန်ဖွင့်တာပါအဲ့ဒါဆိုရင်တော့ဒီကျွန်တော်ဆွဲနေတဲ့နေရာတွေဗောနော်ဆွဲနေတဲ့နေရာကိုကျွန်တော်ရောက်သွားပါတယ်အဲ့တော့အခုမှစပြီးဖွင့်မယ်ဆိုရင်တော့ကျွန်တော်ဒီ create ဗောနော်အဲ့တော့ create ကကျွန်တော်ဒီမှာတစ်ခုရှိတယ်ဒီမှာလည်းတစ်ခုရှိတယ်ကျွန်တော်ဒီ file file မှာလည်းကျွန်တော်ဒီ u ဗောနော် u ဆိုတာလည်းကျွန်တော် create ပဲဗောနော်အဲ့တော့ဒီ create သုံးခုကတော့ခြိုက်တဲ့နေရာတော့ပါအဲ့တော့ကျွန်တော်ဒီက create ကိုတစ်ချက်နေလိုက်တယ် โอเคတစ်ချက်နှိမ့်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ reason ဆိုရင်ပေါ်လာတယ်အဲ့တော့ reason ဘာဘာကိုပြောတာလဲဆိုတော့ကျွန်တော်ဒီအရှင်တော်ကပေါ့နော်အရှင်အရှင်တော်ကကျွန်တော်တုံးထားတဲ့ file ကိုကျွန်တော် reason အနေနဲ့ဒီမှာလာပြတာပါအခုကတော့ software install လုပ်ပြီးအတန်းဖွင့်တာဖြစ်တဲ့အတွက်ဒီမှာဘာမှမတုံးရသေးဘူးပေါ့နော်ဘာမှမတုံးရသေးတဲ့အတွက်ဒီမှာဘာမှမပေါ့နော်နောက်တစ်ခုဆို save save ကလည်းဒီတိုင်းပဲပေါ့နော်ကျွန်တော် save ထားတဲ့ file ဒီမှာလာပေါ့တော့ပေါ့အဲ့တော့အခုပါစောင့်ဖွင့်မယ်ဆိုရင်ကျွန်တော် print နော် print နဲ့မှကျွန်တော် site တွေပေါ့နော် site site တွေအများကြီးရှိတယ် ဟာဒီဟာကျတော့ website design ကြီးပေါ့နော်တက် website design ပုံစံမျိုးနဲ့ design ကြီးဖြစ်တယ်ဒီဘက်ကကျ mobile ပေါ့နော် mobile phone နဲ့သူက quality ဖြစ်တဲ့ design ကြီးပေါ့နော်ဒီမှာဆို iPhone 8ဆိုရင်ကျွန်တော်ဆက်လိုက်တဲ့ design က iPhone 8နဲ့တော့ quality ဖြစ်တာပေါ့နော် channel phone နဲ့တော့ quality မဖြစ်ဘူးနော်အဲ့ဒါလေးရောရှိပါတယ်အဲ့တော့ဒီမှာဘာကွာလဲဆိုတော့ mobile ကို target ထားပြီးကျွန်တော်ရေးဆက်မယ်ဆိုရင်ဒီအောက်က pH ပေါ့ pH ဆိုတာကျွန်တော် pH ကိုပြောရအောင်နော် pH လေးနဲ့တော့ဆွဲရပါမယ်ဒါမှသူက quality ပို့ပြီးတော့ကြည့်အောင်နော် ဟုတ်ပြီတော့ကျွန်တော်ဒီနေရာ print เนาะအဲ့တော့ print နဲ့ကမှကျွန်တော်အသုံးများဆုံးဖြစ်တဲ့ a4 အတူတူရေးလိုက်เนาะ okay ရေးပြီးသားပြီဆိုရင်ကျွန်တော်ဒီဘက်မှာ untitled ပေါ့ untitled မှာကျွန်တော်ကြိုက်တဲ့နာမည်ပေးပါ col ပေါ့နော်ကျွန်တော် col လို့ပေးလိုက်မယ် okay ပေးပြီးသားပြီဆိုရင်ကျွန်တော်ဒီဘက်မှာ unit ပေါ့နော် unit မှာကျွန်တော်ဒီညားလေးပေါ့အညားလေးကိုတစ်ချက်နှိပ်ကြည့်ပါဒါဆိုရင်ကျွန်တော်ဒီမှာအဲဒီ unit တွေပေါ့နော် unit တွေအများကြီးရှိရဲအဲ့တော့အသုံးများဆုံးကအင်ချက်ရဲ့ပြီးစေပေါ့ အဲ့တော့ဒီ internet visa ကတော့ဒါကြိုက်တာတော့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတော့ internet ရေးလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာ A4 ရေးထားတယ်ဒီမှာ internet ရေးလိုက်တဲ့အတွက်ကျွန်တော်ကဒီ width နဲ့ height ပေါ့နော် width နဲ့ height မှာကျွန်တော်လက်မနဲ့လာပြပါတယ် A4 ရဲ့အမြင်ပေါ့ height ကဘယ်လောက်လဲဆိုတော့17လက်မနဲ့အဲ့7သက်သမ6လက်မပေါ့နော်အကျေရကြတော့7သက်သမ2လက်မပေါ့အဲ့ပြီးတော့ဒီဘက်မှာ orientation ရှိတယ် orientation မှာကျွန်တော်ဒီဘက်က portrait portrait ဆိုရင် A4 အရှိလိုက်ပေါ့နော်ဒီဘက်က landscape ဆိုရင် A4 ဒါကတ်လိုက် page ကျွန်တော်ဒီမှာ page page ကကျွန်တော် if ဒီစာရွက်ပေါ့နော်စာရွက်ပဲနှစ်ရွက်စပြီးသုံးပါမယ်နော်၃ရွက်ဆို၃ရွက်၅ရွက်ဆို၅ရွက်ပေါ့ start page ကတော့ကျွန်တော်က number 1ပဲစတော့နော် okay ဒါတွေကတော့ကျွန်တော်ဘာမှလုပ်စရာမလိုဘူးပြီးတော့ margin ပေါ့ margin ကလည်းကျွန်တော်ဒီစာရွက်ပေါ့နော်စာရေးတာတို့ paragraph ရိုက်တာတို့မှာကျွန်တော် margin ကသုံးပါတာသုံးသုံးပါတယ်ကျွန်တော်ဒီ design ဆွဲတာတို့ဘာလို့ဆိုတော့ margin မသုံးပေါ့နော်ဒီ margin ကျွန်တော်ဘာကိုစားပြလာလဲဆိုတော့ကျွန်တော် A4 ယူလိုက်တယ်ဗျ A4 မှာမှကျွန်တော်ပတ်လေပေါ့ top button left right ပေါ့နော် top button left right မှာသူကဒီငင်းလေးတားထားတာပေါ့နော်0.5 inch အဲ့အတွင်းကိုကျွန်တော်စာရိုက်တော့စာရိုက်ပြီးကျွန်တော် print ထုတ်ရင် print ထုတ်လိုက်ရင်ကျွန်တော်စာရိုက်လေးကအလေးလေးပါပေါ့နော်စာလေးကအလေးဆိုပြီးဘေးကိုကပ်နေပေါ့နော်ဒီမှာကျွန်တော် margin ဒီမှာ0ရေးထားလိုက်တယ်ဆိုရင်တော့ဒီစာရဲ့ကျွန်တော် paragraph ရိုက်တဲ့အခါမှာစာဒီစာရွက်အစွန်းဒီ quality ရောက်တာပေါ့နော် margin မထားတဲ့အတွက် quality ရောက်သွားတာ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ create ပေါ့နော်ဒါတွေအားလုံးရွေးပြီးသွားပြီဆိုရင်စိတ်ကြိုက်စိတ်တိုင်းကြဖြစ်ပြီဆိုရင်တော့ကျွန်တော်ဒီမှာ create ပေါ့နော် create ကိုနေလိုက်မယ် Okay ဒါဆိုရင်တော့ဒီမှာကျွန်တော်ရေးထားတဲ့ e4 အတိုင်းပေါ့နော် e4 ကျွန်တော်ရေးလိုက်တာက orientation မှာကျွန်တော်ကအဲဒီ landscape ပေါ့နော် landscape ရေးလိုက်တဲ့အတွက် e4 ကဒီထိုင်ဖြစ်တာပေါ့နော်အဲ့တော့ size ဘယ်နဲ့ယူထားလဲဆိုတော့3ရက်3ရက်ဆိုတော့ကျွန်တော်အောက်ကိုဆက်ကြည့်ပါတရွက်၄ရွက်အဲတော့ဒီမှာ၄ရွက်ဖြစ်တာနော်ကျွန်တော်3ရွက်ယူလိုက်တယ် sorry ကျွန်တော်ဒီမှာဆာယောက်ကဒီဘက်ကိုကတ်တယ်ဘောနော်ဒီဘက်ကိုကတ်နေအဲ့တော့ဆာယောက်ကအားလုံးပေါင်း၃ရက်ပေါ့နော်အဲတနေ့ရက်ပဲယူယူကျွန်တော်ဒီတရက်ပေါ့နော်တရက်ကိုပဲကျွန်တော်ရှင်းဆာပြီးတော့ဒါဒီဇိုင်းရေးတယ်ဒါဆာဆာရိုက်တယ်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာကိုဒီလောက်ထိအားလုံးအဆင်ပြေမယ်ထင်ပါတယ်